မင်္ဂလာပါ Brave Again Story of Myanmar Woman အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့စုတင်စာထိုက်ဖြစ်ပါတယ်။ဒီတစ်ပတ် episode မှာတော့ lifestyle blogger တဦးဖြစ်တဲ့ Matt May Yu ပါထုံးကိုဖိတ်ခေါ်ထားရပဲဖြစ်ပါတယ်ရှင်။မြန်မာ blogger လောကမှာတက်တန်၅နှစ်ကြာရပ်တည်ပြီးတော့မှအောင်မြင်မှုတွေများစွာရရှိနေတဲ့သူမရဲ့နောက်ွယ်ကစူးစမ်းရုံးကပ်မှုတွေလဲကြတိုင်းမြန်ထားတဲ့သူမရဲ့စိတ်ခွန်အားတွေနဲ့ lifestyle blogger တို့ရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေကိုမေးမြန်းသွားမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။ ဟုတ်ကဲ့ရှင်မင်္ဂလာပါရှင်ဟုတ်ဟုတ်ကဲ့အမအခုလက်ရှိပါတယ်လောက်ပြလောက်ပြီလဲဆိုတာပြောပြပြပါအောင်ရှင် အာအခုလက်ရှိရော အမားက vlog တွေရိုက်နေတယ်။အာနောက်ပြီးတော့ကြတော့ဒီဘယ်လိုခေါ်မလဲဟို lifestyle ဘက်ကိုပို့ပြီးတော့သွားပြန်အောင်နည်းနည်းလေးပို့ပြီးစူးစမ်းပြနေရပေါ့နော်။ဟုတ်။အမားအရင်နဲ့ဒီ blogging blogger lifestyle တွေကိုဘာကြောင့်ဝင် ဖြစ်ခဲ့ရလဲရှင်။ပြီးတော့အမားဒီ blogging လုပ်ဖို့ရော inspire you ဖြစ်တဲ့ကြောင်ရှိမလားရှင်။ အာအမကဒီ blogger life တဲ့ဟိုကဘလို့ဝင်ဖြစ်တာလဲဆိုတော့အမအဲ့လိုပစ္စည်းတွေပါတယ်လေအဲ့လိုကိုယ်တိုင်သုံးလို့ကောင်းပြီဆိုလို့ရှင်အဲ့လိုညှင်းပေးရတာသဘောကျတယ် အာဘလော့ဂါတွေဘာတွေကိုမသိခင်တဲ့ဟိုကအဲ့လိုကိုပစ္စည်းတစ်ခုခုကောင်းတာတောင်းလိုက်ပြီဆိုတငယ်ချင်းတွေကိုပဲဖြစ်ဖြစ်အိမ်ကအဲ့လိုလူကြီးတွေကိုပဲဖြစ်ဖြစ်ဒါတောင်းဒါရမ်းကောင်းတယ်ပြီးတော့ဟိုအမားတို့ကျတော့အိမ်မှာ main ကလေးတွေအရမ်းများရယ်လေပို့တောင်းလို့ကောင်းတာလေးကိုပြပြချင်တာပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးနဲ့ပဲဒီဘလော့ဂါ lifestyle ဘက်ကိုဝင်လာပေါ့နော်အဲအဲ့ငငယ်တော့ကကျတော့အဲ့လိုမျိုး YouTube တွေကြည့်ရယ် YouTube ကြည့်ဖြစ်တော့ကျတော့မြန်မာပြည်မှာအဲ့တုန်းကကျတော့ဒီ blogger ဆိုတော့တိတ်မရှိသေးဘူးပေါ့နော် အဲ့တော့နဲ့အမအဲ့ YouTube ကအဲ့ဟိုမိတ်ကပ်ပြင်တဲ့ဟာပေါ့နော်ခါလီဘိုင်ဘယ်တို့သူတို့လိုမျိုးတော့မိတ်ကပ်ပြင်တတ်ခြင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရဲ့ရှင်ဟုတ်အာအမအနေနဲ့ဒီ blogger life တဲ့ကိုစဝင်နေတဲ့အချိန်မှာအခက်အခဲတွေရှိလာမှာအဲအဲ့တဲ့ဟာတွေကိုကဲအမအဲ့ blogger life ကိုစပြီးတော့မှဝင်လာတဲ့အချိန်တွေကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုလေးခံစားမိလဲမှာ အာအမဘလော့ဂါလိုက်ထဲဟွာလုံးဝထဲထဲဝင်ဝင်ပေါ့နော်စဝင်တဲ့အချိန်ကဖြစ်ရှင်တော့အမသမီးဝေးပြီးတဲ့အချိန်ပေါ့နော်အဲအဲ့အချိန်မှာစဝင်တာအာ the unwell by me you by ဆိုရယ် page ကိုထောင်ပြလိုက်တာပေါ့နော်စဝင်တဲ့အခါမှာဘာအခက်ခဲကြုံရလဲဆိုတော့ကိုကကလေးမေလေကလေးမေဆိုတော့အချိန်မပေးနိုင်တာခေါင်းထဲမှာ idea တွေအများကြီးရှိတယ်အဲ့ဒါတွေကိုလှုပ်ဖို့အတွက်ကိုကိုမှအချိန်ပေးဖို့လုံးဝအဆင်မပြေဘူး အဲ့တုန်းကဒီဟာတွေဖြစ်လာတာတောင်မှအဲ့လိုညာဘက်ကလေးအိတ်သွားတဲ့အချိန်မှာကိုစာရေးရပါတော့စာရေးအဲ့တော့စာပဲရေးတာအမားတို့ဆိုအခက်ခဲရနေရာအခက်ခဲရှိရယ် blogger လုပ်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့တင်းတင်းလျှောက်ပတ်တဲ့နေရာလေးပေါ့နော်အမားမှာနေရာလည်းရှိသလိုအချိန်လည်းရှိဘူးပေါ့နော်ကလေးအိတ်တဲ့အချိန်မှာအဲ့လိုမျိုးစာအပတ်တကုတ်တွေရေးတည်ရမှာအရန်နေစ조사ရအဲ့လိုမျိုးအခုအနေနဲ့ပြန်စင်းစားကြည့်လိုက်လို့ရှိရင်တော့အဲ့တုန်းကအော်တော်တော်ခက်ခဲပြီးတော်တော်ဟိုစိတ်အားထက်သန်ခဲ့တာပဲ ဲပေါ့နော်အဲ့လိုမျိုးလေးကိုကိုယ့်ကိုတွေးမိရဲ့ဟုတ်နောက်တစ်ပါးကျတော့အမဒီစလုပ်တဲ့ချိန်မှာဒီလိုမျိုး beauty ဘိုင်းတွေသွားခြင်းနဲ့အဲ blogger ဘိုင်းတွေသွားခြင်းနဲ့အဲ့ချိန်မှာမိဘကကျတော့လက်ခံပေးလားအဲ့လိုမှမဟုတ်လို့ရှိရင်အဲသူတို့ရဲ့ဆန္ဒတသက်အမဆန္ဒတသက်အဲ့လိုမျိုးလေးဖြစ်နေခဲ့တာရှင်အမတို့ကြတော့လာတာကုန်းတဲ့အတိုင်းဝမ်းရပါတော့เนาะအမအဖေအဖိုးလက်ထက်ထဲကနေပြီးတော့သူကကားပစ္စည်းတိုင်းဖွင့်တာ တမိကြီးဆုံးဖြစ်တဲ့အခါမှာ အမကိုသူတို့ကလောကဒီကြောင်းအမကွန်ပျူတာနဲ့ကြောင်းပြီးထားတာပေါ့နော် အဲ့တော့ကတော့အမမရွေးချယ်စရာတိတ်ပြီးတော့မရှိခဲ့ဘူးပေါ့နော်ရွေးချယ်စရာတိတ်မရှိတော့ဒီကားပစ္စည်းဆိုင်ကိုအမသွားထိုင်နေအဖေနဲ့အတူတူစိုင်းထိုင်နေပေါ့နော်ဒီကားပစ္စည်းရေနဲ့အမနဲ့ကတခြားစီလို့ကိုယ့်ကိုအမြဲခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမဒီအလှပအရန်ဝါသနာပါတယ် fashion ဝါသနာပါတယ်ပေါ့နော်ကိုလှုပ်ချင်တာတော့တကယ် fashion နဲ့ပတ်သက်ပြီးတော့ကိုတခုခုလှုပ်ချင်တာသူတို့ကအဲ့လိုဘယ်လိုလဲဆိုတော့အမလမ်းမသွားမှကြောက်တာပေါ့နော်အဲ့တော့ဟိုတဖြည်းဖြည်းနဲ့အမအစဒီ blogger line ကိုဝင်လာကြမမီ blogger နေနဲ့ဝင်လာအခလေးကြောင်ရေးတယ်ခလေးကြောင် sharing လုပ်တယ်ဆိုတော့အဲ့လောက်ထိကိုသူတို့လက်ခံတယ်ပေါ့နော်အဲ့ဒါအနေမှာအမရဲ့ audience ကကြတော့လေသူတို့စိတ်ဝင်တာ beauty ပိုင်းဆိုတော့အာတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟိုဒီ beauty ပိုင်းနဲ့ရောက်လာရပြောလို့ရရပေါ့နော်အဲ့လိုမျိုးဟုတ်အမအနေနဲ့ဒီ blogging live မှာဆိုလို့ရှိရင် negative comment တွေရောရခဲ့ဘူးလားမအဲ့ဒါတွေရောအမအနေနဲ့ဆိုလို့ရှိရင်ဟုတ်ကြပါတော့ဆက်လုပ်လဲရှင့် ပထမဘလုခေါ်မလဲဆိုတော့ဗောနော်ဒီ negative comment နေနဲ့ပတ်သက်ပြီးတော့အရင်တော့ကကြတော့ like very random random negative comment ဗောနော်အဲဒီတိုင်းမဲ့ကိုယ့်ကိုတွေ့ရမသိတဲ့လူတယောက်ကအဲ့လိုမျိုးပေးလို့ရှင်တော့လူပဲလीเนาะမကြိုက်ဘူးပေါ့ကွာပြီးတော့လူတွေရဲ့ attention ကလည်းအရင်တော့ကဩဒီတယောက်ဆိုပြီးတော့အဲ့လိုမျိုး attention ကနည်းနည်းလေးပဲရရာနေပြီးတော့ရုပ်တရက်ကြီး attention ကဝုန်းငနေရောက်လာတဲ့အချိန်မှာ ကိုဘာလုံးလုံးကသူများတွေအတွက်ကအဲ့လိုအကြောင်းအရာတစ်ခုဖြစ်နေတာပေါ့နော် control မလုပ်နိုင်တော့နောက်ပိုင်းကျတော့အဲ့ security ဆရာကြီးနဲ့လည်းအဲ့တော့တောက်လျှောက်စကားပြောပြတာပေါ့နော်အမရဲ့2021 2022အချိန်ကြီးကကြာဆရာကြီးနဲ့အဲ့လိုစကားပြောပြတော့ဆရာကြီးကကောင်းတာဖြစ်စေမကောင်းတာဖြစ်စေသူတို့ပြောတဲ့ဟာကိုသူတို့ပြောတဲ့နေရာမှာပဲထားခဲ့လိုက် ပြီးတော့ဟိုတုံ့ပြန်တာနဲ့ပတ်သက်ပြီးတော့ဗောနော်အဲကိုကအဲ့ဒီဟာတွေကိုကိုကခြံခဲ့နိုင်ပြီဆိုတော့အချိန်မှာပြန်တုံ့ပြန်တက်လာတယ်ပြန်တုံ့ပြန်ခြင်းလာတယ်သိရမလားဥမာတခုခုဆိုကိုပြောလိုက်လို့ချင်းအဲနေရောဘာဖြစ်တညာဖြစ်တယ်အဲ့လိုပြောတဲ့ဟာကိုဆရာကြီးကဘာပြောလဲဆိုတော့အမိုက်ဒီအမိုက်နေရာမှာပဲထားရမယ်အမိုက်ကြီးကိုကုန်းကောက်ပြီးပွေဖတ်ထားလို့ရှင်ဒီအနံ့အတက်ကကိုစီမှာမကောင်း အဲ့လိုမျိုးပေါ့နော်အဲတချို့ comment နေကြရတော့လဲ block လိုက်တယ် block လိုက်တယ်ဆိုတာတစ်ခါလေကြားလို့ရှိရင်ကြတော့ဟိုမရင်ဆိုင်ရဲတာမဟုတ်အမိုက်မို့လို့သွားမထီတာကွာတိလားအဲ့လိုအဲ့လိုသဘောမျိုးပေါ့ negative ကိုဝယ်မယူတော့ဘူးပေါ့နော် mental health အတွက်ပေါ့အဓိကကတော့ဟုတ်အာမအနေနဲ့ဒီ blogger လောက်ကညေကလေးကနေပြီးတော့မှစိတ်ကူးနေပြီးတော့မှလုတ်ခဲ့တဲ့လုတ်လာအဲ့လိုမှမဟုတ်လို့ရှိရင်တစ်ဖက်ကအဲဘဝပေးအခြေအနေရပဲဒီဟာကိုရွေးကိုရွေးချယ်လာရတဲ့ professional တစ်ခုလာပေါ့မှာ အဲအမှန်တိုင်းပြောရလို့ရှိရင်တော့အမကဝါသနာပါတာတော့အဲ့လိုမျိုး fashion designer တွေ model တွေဝါသနာပါတယ်ဒါပေမဲ့ fashion designer ဆိုလည်းတင်နန်းတက်ရမှာအဲ model ဆိုလည်းတင်နန်းတက်ရမှာဒီဟာရောအမဘာမှလေးလာခွင့်မရှိဘဲနဲ့တော့ဒီလိုမျိုးမလုတ်ချင်ဘူးပေါ့နော်မလုတ်ချင်တဲ့ခါကျတော့ကန်ဆက်တဲ့ဒီ blogger life တဲ့ကိုအမအဲ့လိုစိတ်ပြေလက်ပြောက်ဆိုပြီးတော့လုံဝင်လုံဝင်နဲ့တဖြည်းဖြည်းထဲထဲဝင်ဝင်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ကိုဘွားရဲကိုဒီဟာလေးကဆွဲခေါ်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်အခုဆိုရှင်စီးပွားရေးပဲလုတ်ဖြစ် နိုင်မယ်ထင်တယ်ပေါ့နော်ဒီ blogging ကကြတော့ကိုဝါသနာပါလုံလို့ကိုကအဲ့လိုမျိုးလှုပ်ဖြစ်တာပါဟုတ်ဒီ blogger တွေမှာလည်း professional ဆိုတာရှိလာပြီပေါ့နော် professional နေနဲ့သွားမယ်ဆိုလို့ရှိရင်သူယူရမယ့် responsibility ဆိုရင်ဘာဖြစ်မလဲရှင် အာအတိကတော့အမားတို့ကကြတော့နှစ်ဖက်ပေါ့နော် client နဲ့ responsible ဆိုတာရှိတယ်နောက်ပြီးတော့အမားတို့ရဲ့ဒီ audience နဲ့ responsible ပေါ့နော်အဲ့ဒီနှစ်ခုစလုံးအမားတို့ကတာဝန်ယူရတယ် client တော်တော်များများလည်းကြုံနေရတာပေါ့နော်ဒီ blogger နဲ့ client ကြားထဲမှာနားလည်မှုလွဲရတာပေါ့နော် client ဒီကိုယ်ပတ်စံသုံးတယ်ဆိုတာသူတို့ပစ္စည်းပေါက်ချင်လို့ ဲ့တော့အမားတို့ကဒီပစ္စည်းတီတကယ်ကောင်းတာတေးကြပြီဆိုလို့ရှိရင်ဒါကို client စိတ်ချမ်းသာအောင် client သဘောကျအောင်ကိုယ့်ရဲ့ audience ကိုချပြတတ်ရမယ်ပေါ့နော်ပတ်စံနေယူပြီးတော့အမားတို့ကဒီဟာကြီးကိုဟိုပိုက်ထားပြီးတော့နောက်ပြီးတော့ဖြစ်တယ်လို့လှုပ်လိုက်လို့ရှိရင်ညာဒီ client အမားတို့ငွေလှူနေတာမဟုတ်ဘူးလေသူတို့လည်းသူတို့ရဲ့ needs အတွက်အမားတို့အသုံးပြုတာအမားကဒီ responsible ကကြတော့ဒါက client နဲ့ကိုယ့်ရဲ့ responsible ကိုကိုယ်ကယူရတာပေါ့နော် ။ audience နဲ့မှာကြတော့လေဒီပစ္စည်းကတကယ်ကြီးကောင်းတာလား။တကယ်ကောင်းတာတေးကြလား။အမားတို့တော့တကယ်အချိန်ယူပြီးတော့တော့ရတယ်ပေါ့နော် product ဒီမကောင်းအမတို့ခံရတယ်အခံရတဲ့အပိုင်းနေဆိုလို့ရှင်ဒါက client နဲ့ဒါကိုနဲ့အမရေးဒါလေးကတော့အဆင်မပြေဘူးပေါ့နော်ဒါကြီးကမကောင်းဒါကြီးကငါပတ်စံလက်ခံထားပြီးွားပြီဆိုသွားပြီးကြော်ညာလိုက်လို့ကိုယ့်ရဲ့ audience တက်ရောက်အဆင်မပြေွားဆိုလို့ရှင်ဒါအမတို့မှာဒီ responsibility ဝင်မကြေဘူးပေါ့ကွာအဲ့လိုအဲ့လိုမျိုးပေါ့ အဲကိုယ့်ရဲ့ client အနေနဲ့လည်းကိုယ့်ရဲ့ image ဒီ or သူဒီပတ်စံယူထားရတဲ့တန်အောင်အလုပ်လုပ်နိုင်တဲ့အမျိုးသမီးတယောက်အဲ audience မှာကြတော့လဲ or ဒီမျိုးသမီးကလောကမလဲဘူးဒါဒီအမားရဲ့ branding ကိုတိဆောက်ထားတာအမားတို့ကြိုက်တဲ့အချိန်ကြိုက်တဲ့ business လို့ဒီ responsible ကိုကောင်းကောင်းယူတတ်တဲ့လူတယောက်ကကြိုက်တာလို့မအောင်မြင်ဘူးဆိုတာမရှိဘူးပေါ့နော်အဲ့လိုမျိုးအမားတို့အဲ့လိုခံယူထားပါတယ်ရှင်ဟုတ်အမအနေနဲ့ဒီ quality content တွေလည်းအပြင်းအပြီးနေတယ် proper တရားအနေနဲ့ဆိုလို့ရှိရင် value ဖြစ်တဲ့ content တွေကိုဘယ်လိုမျိုးဖန်တီးဖြစ်လဲရှင့် အဲအဓိကကလေအဲ့လိုဘယ်လိုခေါ်မလဲနိုင်ငံခြား vlog တွေကြည့်တယ်ပေါ့နော်အမအမှန်တိုင်းပြောလို့ရှင်တော့ဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ lifestyle နဲ့ကိုဒီပစ္စည်းတခုထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ကိုယ့်ရဲ့ lifestyle မှာကိုဒီဟာဘယ်လိုသုံးနေလဲဆိုတဲ့ဟာလေးကိုချပြရတာသဘောကျတယ်ပေါ့နော်အဲလိုအပ်မယ်ဆိုလို့ရှင်ပေါ့နော်အကုန်လုံးအကောင်းဆုံးနေပဲအဲ့လိုသုံးပစ်တယ်ပေါ့နော်အဓိကကတော့ဟိုကြည့်ရတဲ့သူလဲစိတ်ချမ်းသာအောင်ပေါ့နော်ဟိုဘာဘာ image လေးဘာ message လေးပေးလိုက်နိုင်မလဲပေါ့နော်အဲ့လိုမျိုးလေးတော့အမြဲတမ်းလေ့လာပြတယ်ရှင်ဟုတ် အခုလက်ရှိအနေထားမှာဆိုလို့ရှိရင် blogger အများစုက high end product တွေကိုသုံးတယ် luxury lifestyle pack ကို show လုပ်ကြတယ်ပေါ့နော်အဲ့ဒါတကယ် audience အနေနဲ့ဆိုလို့ရှိရင်အိမ်မက်ပဲမှတ်လို့ရတဲ့အစင်မှာပဲရှိရအခြေအနေမျိုးတွေပြောပြကြတယ်ပေါ့အဲ့တော့အမအနေနဲ့ဆိုလို့ရှိရင်ရော တကယ်အကိုရဲ့ audience ကိုအထောက်အပံ့ပြုမဲ့ content တွေကိုဖန်ပြီးဖြစ်တာကိုအားသာလာအဲ့လိုမှမဟုတ်တစ်ခါကဒီလိုမျိုးအဲ luxury life တွေကိုပဲတွားပြီးတော့မှအဲ့လိုမျိုး show လုပ်ရတာအမအနေနဲ့ဆိုရင်အားသာလာအဲ့နှစ်ခုဘယ်လိုမျိုးလေးဖြစ်မလဲရှင် အဲအမအနေနဲ့ကြတော့ဘောနော်မရဲ့ audience တွေထဲမှာအလွာအဆုံရှိတယ်။နောက်ပြီးတော့ကိုကိုတိုင်းလည်းဟိုးငငယ်စပြီးတော့ဒီ makeup တွေစသုံးနေဟိုက separate ကနေပြီးတော့လေအဲ့လိုပစ္စည်းလေးတွေစမ်းသုံးဝင်းနေကွာဒီလိုမျိုးကိုပြင်တတ်လာတာဗောနော်။အမအားတာတာကြတော့ဘလို့လဲဆိုတော့အဲ့လို ေးတက်တက်တတန်နဲ့ quality ကောင်းတဲ့ပစ္စည်းတွေကိုရှာပေးရတာအမအရန်အားတာ။ခါကြလို့ရှိရင်ကြိုက်တယ်ဝယ်လိုက်တယ်ကိုစိတ်ချမ်းသာလို့ကိုဘကိုတုံးလိုက်တယ်ပေါ့နော်။ဒါပေမဲ့ဒီပစ္စည်းတွေကိုချပြတာဟိုတစ်ခါလေကြောက်ရှင်တချို့တွေများဟိုစိတ်ထဲမှာတမျိုးဖြစ်သွားမလားပေါ့နော်။အဲအဲ့လိုလေးတွေးပြတယ်။အနည်းဆုံးတော့အမအဲ့လိုဘယ်ဟိုနိုင်ငံသားတွေဘာတွေသွားလို့ရှိရင်လဲ။အော်ဒီပစ္စည်းဒီဈေးတန်တယ်။အဲဈေးတန်ပြီးတော့ quality အရန်ကောင်းတယ်။အဲ့လိုမျိုးလေးရှာတာများတယ်။အဲ့လိုအဲ့လိုရှာတာပိုအားတန်တယ်။ပြီးတော့အလွှာအစုံရှိနေတဲ့အပေါ်မှာပေါ့နော်။လူတိုင်းကတော့ ဈေးသက်တာပြီး quality ကောင်းတာကြိုက်ကြရလေနော်အဲအဲ့လိုမျိုးလေးကိုပို့ပြီးတော့အာတန်လေပြောရမယ်ဟုတ်တရားတော့အမရဲ့ကျွန်တော်တို့ lifestyle ကြတဲ့အကြောင်းပြောရအောင်ပေါ့နော် ကိုဗစ်ကာလမှာအမရဲ့အမျိုးသားကိုတကယ်ကိုအားကိုးရတဲ့အကြောင်းကိုလက်လွတ်ဆုံးရှုံးလိုက်ရတယ်လို့သိထားရပါတော့။အဲ့ဒီအချိန်မှာတကယ်အားကိုးကိုအားကိုးနေတဲ့ကိုရဲ့ခင်ပွန်းကိုမထင်မှတ်တဲ့အချိန်မှာပဲဆုံးရှုံးလိုက်ရတဲ့အပေါ်မှာဖြစ်သွားတဲ့ဝမ်းနည်းမှုဒါတွေကိုဘယ်လိုကျော်လွှားပြီးတော့မှဒီသမီးလေးအတွက်ဘယ်လိုမျိုးလေးချုပ်ဖြတ်ခဲ့လဲမှာ ပြောလို့ရှိရင်အဲ့တုန်းကအကြောင်းအရာတွေကအမအတိတ်ပြီးတော့အဲ့လို sharing မလုပ်ဖြစ်ခဲ့ဘူးပေါ့နော်အဲ့တုန်းကအမတို့အမအနေနဲ့ကြံခဲ့တဲ့အနေထားအမပြောပြမယ်ပေါ့နော်အမကသူဆုံးသွားတဲ့အချိန်မှာအမကြံခဲ့တဲ့အနေထားကအမတို့ဒီအမတို့နေနေတဲ့အိမ်ကိုရောင်းပြီးတော့နောက်ထပ်အိမ်အစ်စ်တစ်လုံးကိုဝယ်ဖို့လုပ်နေတာပေါ့နော်ဟိုအိမ်လည်းမရောင်းရသေးဘူးအာဒီဘက်အိမ်ကိုလည်းဝယ်ဖို့လုပ်နေတယ်အဲအဲဝယ်ဖို့အိမ်ကအမအမေတွေဝယ်ပေးထားစိုက်ထားရယ်ပေါ့နော် ပြီးတော့ဒီအိမ်ကိုပြင်ရင်တန်လန်အမားနေဖို့ပေါ့နော်နေဖို့အတွက်ကိုပြင်ဆင်နေတာနော်မိမတယောက်အနေနဲ့ကွာကိုပိုင်ဝင်ငွေဆိုတာလဲအဲ့တုန်းကအိမ်ရပေးတယ်မို့ဘိုးလောက်ပဲရှိတာကွာအဲ့နေ့မနက်သူဆုံးသွားတာတိတဲ့အချိန်မှာဘာထဖြစ်လဲဆိုတော့ငိုဖို့မြေကြီးအဲ့လိုမထွက်လာဘဲနဲ့ငါဘာကြီးဆက်လုပ်ရမလဲအမရဲ့ responsible ဆိုတာတွေကအများကြီးပဲဒါတော့မှအမသမီးရဲ့ responsible အမထဲမပြောသေးဘူးပေါ့နော်လုံးဝအဲ့လိုအနေထားမှာကြံရရအရန် shock ဖြစ်သွား အပြော့အပြော့အမမျိုးသားက तू ကဟိုဟာပေါ့ပစ္စည်းတွေတော်တော်များများဟိုက तू က high purchase နဲ့ဝယ်ထားတဲ့ပစ္စည်းတွေကလည်းများတဲ့ခါကျတော့ဟာ ဓာရီယုံကဘယ်လိုလုပ်ရမှာလဲပေါ့နော်အဲ့ဒါကြီးကိုအရန် shock ဖြစ်သွားတာတော်တော်ကြီးကိုခက်ခဲခဲ့တယ်ပေါ့နော်အဲ့တုန်းကဒါပေမဲ့တခုစဉ်းစားတာကကြတော့အမသမီးအမသမီးရှိမှာတော့အမမပြိုလဲခြင်းဘူးအမေကအမြဲတမ်းငိုပြီးဂျောင်းတကြောင်မှာကတ်နေတဲ့အိမ်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့အိမ်မှာဆိုဘယ်သားသမီးကအိမ်လာရတာပိုပျော်မလဲစိတ်ဆင်းရဲနေအမငိုနေဝမ်းနေနေခလေးကပိုပြီးအားငယ်မယ်အဲသူ့ကိုဆိုလို့ရှိရင်နားသွင်းတာသမီးမှာအဖိုးတွေအဖွားတွေကဟိုဘက်ဒီဘက်အဖိုးအဖွားအများကြီးရှိတယ်ပြီးတော့အမက အမမှဥလေးတွေလည်းရှိတယ်ဒေါ်တွေရှိတယ်သမီးအရန်ပြည့်စုံတယ်အေးစစ်သိရမလားဒါတွေကို control လုပ်ဖို့အတွက်ကိုတော်တော်လေးကိုပေါ့နော်စူးစမ်းတာခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးပြောရှင်တော့ရှင်သန်ရတာပိုခက်ခဲတယ်ဆိုတော့နားလည်သွားတယ် moment တစ်ခုပေါ့နော်အဲ့လိုမျိုးဟုတ်အမအနေနဲ့ single mom တယောက်အနေနဲ့ဖြတ်တန်းနေတဲ့အချိန်မှာဘာကပေးတဲ့အခက်အခဲဆုံးသင်ခန်းစာဆိုရင်ဘာဖြစ်မလဲရှင် သင်ငန်းစာကတော့ဘယ်လိုလဲဆိုတော့အမကသူများကိုအရန်အားကိုးခဲ့တယ်ပေါ့နော်အမအသက်က23လောက်ထဲကအိမ်အောင်ကြတာဆိုတော့22လောက်ထိကိုမိဘကိုအားကိုးတယ်အမျိုးသားကိုပေါ့နော်အမပထမအမျိုးသားကိုအရန်အားကိုးတယ်ကိုယ့်ကိုဘာမှဟိုအားမထုတ်ပေါ့နော်တခုဆိုရှင်ဟွာလေးလိုချင်တယ်ဒါလေးလိုချင်တယ်အဲဒီအားလိုချင်တယ်ဟွာလိုချင်တယ်ဆိုတော့သူများလောက်ပေးမှရတယ်လို့ပဲကိုယ့်ကိုထင်ခဲ့တာကွာဘယ်ရာမဆိုကကိုယ့်ကကိုစူးစမ်းစရာမလိုဘူးလှုပ်စရာမလိုဘူး ူးဆိုပြီးတော့တွေးခဲ့တဲ့အချိန်မှာဒါတွေအကုန်လုံးကိုအရင်ဆုံးအဲ့လိုကားပေါင်းစတင်နေပုံတော့အဲ့မှာရင်ခက်ခဲပြီးတည့်ရမလားအရင်တော့ကိုကအနောက်ဘက်မှာပဲထိုင်စည်းနေရလူဟာတနေရာသွားဖို့သွားဖို့ဆိုအဲ့လိုကားပေါင်းတင်နေအဲကားပေါင်းတင်တာမှာစပြီးတော့ခက်ခဲတယ်ဒီဟာကြီးကိုကြော်လွားနိုင်တဲ့အချိန်မှာအော်โอเคငါဒါလေးတောင်လုံနိုင်သွားသားပဲပုံတော့အဲတယောက်တည်းမီတင်တက်တာတို့အလုတ်ကိစ္စတွေကိုပုံတော့တယောက်တည်းအဲ့လိုမျိုးလုတ်ကြည့်တာပုံတော့လုတ်ကြည့်တော့じゃစိတ်ပင်ပန်းတယ်ဒါပေမဲ့လည်းအဲ့အဲ့တယောက်တည်းရက်တီရတာကြီးကို ခက်ခဲပေမဲ့မိမတယောက်အနေနဲ့ဂုံယူဖို့ကောင်းတယ်ဆိုတဲ့ဟာလေးတဖြည်းဖြည်းနဲ့အဲ့လိုနားလေလားပေါ့နော်အခက်ခဲတဲ့အရာကို့အတွက်အကောင်းဆုံးအရာတစ်ခုဖြစ်လာတယ်ပေါ့နော်အကောင်းဆုံးကြော်လွားခဲ့နိုင်တယ်လို့တော့ထင်တယ်ဟုတ်အဲဒါတော့မှအခုလက်ရှိ live sign နဲ့ family ဖက်ဖို့သွားမယ်ပေါ့နော်မှ အဲ့မှာအမကအခုအဲအိမ်ထောင်အသစ်ပြူတယ်ဒီအိမ်ထောင်အသစ်ကိုကိုယ့်ရဲ့လက်တွေဖို့ယူလိုက်တော့မယ်သူနဲ့ပဲလက်တွေတော့မယ်လို့ဆုံးဖြတ်တဲ့အချိန်မှာဒီသမီးလေးအတွက်ကိုရောဘလောက်အတိုင်းတာဒီအမထည့်သွေးပြီးစဉ်းစားဖြစ်လဲမှာ တာကလေအမှန်တိုင်းပြောရလို့ရှိရင်တော့အမကတွေးထားတာပေါ့နော်အိမ်အောင်ထပ်မပြုတ်တော့ဘူးပေါ့ဘာလို့လဲဆိုတော့အမကဒီတယောက်တည်းကိုပါကိုရက်ကြည်ရတာသဘောကျလာပေါ့နော်တဖြည်းဖြည်းနဲ့အဲ့လိုမျိုးငါဘာငါလုံနိုင်တယ်ပေါ့နော်ကိုယ့်ကိုဒီလိုမျိုး proud single mom တယောက်ဖြစ်လာဖို့ဟိုအမတော်တော်လေးလဲကိုယ့်ကိုတိဆောက်ထားရတာလဲရှိတာဟိုအဲ့လိုမျိုးဆိုတော့ကိုယ့်ကိုအဲ့လိုဖြစ်နေတဲ့အချိန်မှာသူနဲ့တွေ့တယ်ပေါ့နော်သူနဲ့တွေ့တယ်ဆိုတာလဲဒီလိုမျိုးပဲတငယ်ချင်းပေါင်းတင်တယောက်အနေနဲ့တွေ့ရဒါပေမဲ့ဖြစ်ချင်တော့ ဟိုအမအခုလက်ရှိအမျိုးသားဒီလေသူက corporate lifestyle တွေကပေါ့နော်အအမျိုးသားတယောက်ပေါ့အဲ့လိုမျိုးဆိုတော့သူတို့ဒီ wit စားတဲ့ပုံစံလေးတွေကသွားတူတော့အဲ့မှာအမသမီးလေးကတော်တော်ငယ်သေးတယ်သူ့အဲ့မှာ ဟိုပပားဆိုပြီးတော့အဲ့လိုမျိုးဟာဖြစ်လိုက်တာ။ तू လည်းအဲ့ချိန်မှာတအားတနာဝါထင်ပါတယ်ကြည်ရလေ။ तू ကဒီကလေးလေးကိုသူတို့နှစ်ယောက်ရေးဆက်ပုံတော့အဲ့လိုမျိုးတအားကိုချစ်တယ်အဲ့လိုအပြင်းနေပါလေသွားရင်အဲ့လိုခေါ်လာခိုင်းနေပြီးတော့ तू ကအမအမေတွေအဖေတွေနဲ့လည်းတော်တော်လေးကို तू ကဟိုနေတတ်တယ်ပုံတော့နေတတ်တယ်လူကြီးတွေဆိုပြောဆိုတတ်တယ်ဆိုတော့လူကြီးတွေကဆာ အဲနင်တယောက်တည်းနေတာတော့ကောင်းပါတယ်ဒါပေမဲ့ကောင်းတဲ့သူတွေ့တဲ့အချိန်မှာဆိုလို့ရှိရင်တော့လေအိမ်သားပြုတ်တဲ့နေဆိုပြီးတော့အဲအဲ့လိုမျိုးသူတို့သူတို့လည်းအဲ့လိုမျိုးဟာဖြစ်စေချင်တာပေါ့နော်အဲ့နယ်ပဲအမှထပ်ပြီးတော့အိမ်သားပြုတ်ပြစ်သွားတာပါဟုတ် အမအနေနဲ့အခုလိုမျိုး supportive ဖြစ်တဲ့ partner တယောက်ရှိတာနဲ့အရင်တော့မရှိခဲ့တာနဲ့ဆိုရင်အမအနေနဲ့ဘယ်လိုမျိုးလေးရှိလဲပေါ့အဲတချို့တွေကြတော့အခုချိန်မှာတယောက်တည်းလဲတောက်ပါနိုင်တယ်တယောက်တည်းတောက်ပါတာမှအဆင်ပြေတယ်လို့ထင်ကြတယ်အဲ့ဒီအပေါ်မှာအမြင်လေးပြောပြပေးပါဦးမလို့ဆိုအမက life နှစ်ခုလုံးမှာနေခဲ့ပြီတဲ့လူဆိုတော့လေအာတယောက်တည်းတောက်ပါနိုင်တယ်ဆိုလို့ရှိရင်ကတော့လေအမပြောချင်တာကကြတော့ဘယ်လိုလဲဆိုတော့တယောက်တည်းအရင်ဆုံးဘယ်ပါတနာမှမတွေ့ခင်ကွာကို ို့အပေါ်မှာအာဘလို့လူနဲ့မှမတွေ့ခင်အရင်ဆုံးအမျိုးသမီးတယောက်အနေနဲ့ကိုကိုကိုအရင်တောက်ပနိုင်အောင်စူးစမ်းကြည့်ပေါ့နော်လုံနိုင်သွားပြီဆိုလို့ရှိရင်ဘာမှမကြောက်တော့ကိုကဒီလူတယောက်ကိုကို့နားမှာရှိတယ်ဆိုလို့ရှင်ပေါ့နော်ဖူးစာဆုံဆုံအဲ့ကြည့်တဲ့အချိန်ကြလို့ရှင်ဒီလူပေါ်မှာကိုကအားကိုးဖို့လဲရှာတာမဟုတ်ဘူးဒီလူပေါ်မှာကိုကကိုရဲ့ဘဝကြီးကိုပုံအပ်ဖို့လဲမဟုတ်ဘူးဒီလူဒီကိုရဲ့ပါတနာကောင်းဖြစ်မဖြစ်အတ္တဒီဟိုဘယ်လိုခေါ်မလဲ ကိုယ့်အပေါ်မှာပေါ့နော်ယောက်ျားအတ္တဆိုတာရှိတယ်သူတို့အတွက်ပဲလိုချင်တယ်သူတို့အတွက်ပဲကောင်းချင်တယ်အဲ့ဒါတွေကင်းစင်လားနောက်ပြီးကိုယ့်အပေါ်မှာစေတနာရှိမှလားဘလောက်ပဲပတ်စံရှိရှိဟိုကိုယ့်အပေါ်မှာစေတနာရှိမှဒီအိမ်တော်ရေးတစ်ခုမှမိမတစ်ယောက်ကတကယ်ပျော်ရတာတယောက်တည်းတောက်ပပြီးတော့တယောက်တည်းအကောင်းဆုံးဘဝကိုတည်ဆောက်တာတကယ်အပူပင်တော့ကကင်းတယ်ပေါ့နော်အဲ့လိုမျိုးဟုတ် အာအမအခုလိုအင်ထောင်ရှင်မတရားအနေနဲ့ဆိုလို့ရှိရင်အမရဲ့ဒီပိုင်းပြောရွှင်မှုနဲ့တစ်ဖက်က အင်ထောင်ရေးမှလိုအပ်တဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတာနဲ့ဆိုရင်ဘယ်လိုမျိုး balance ဖြစ်အောင်နေထိုင်လဲမှာအဲအမကကြတော့ဘယ်လိုလဲဆိုတော့ အာ happy wife happy life ပေါ့နော်အဲ့လိုမျိုးကိုကိုကိုအရင်စိတ်ချမ်းသာအောင်ထားရတယ်အမကအခု healthy lifestyle ဘက်ကိုလောကဝင်နေတယ်ဆိုတော့မနေ့အရာနိုရာနဲ့တေးချလေးအဲ့လိုစားရတယ် workout လုပ်တယ်အမမျိုးသားအောင်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်သူ့ကိုဆိုလို့ရှိရင်လည်းဒီ healthy meal တွေကို preparation လုပ်ပေးတယ်အဲ့လိုမျိုးကြတော့အာခလေးကိုဆိုလို့ရှိရင်လည်းအဲ့လိုပဲသူတို့ကိုကိုပျော်သလိုပဲပေါ့နော်အမြဲတမ်းအိမ်မှာဆိုလို့ရှိရင်အဲ့လိုအကုန်လုံးအဲ့လိုပျော်နေအောင်ပေါ့နော်အဲ့လိုမျိုးထားဖြစ်တယ်ဟုတ် အမရဲ့ audience အမကို strong ဖြစ်တယ်ကျမတို့ဆိုလဲလို့ပဲအမကိုဆိုရင် strong ဖြစ်တယ်လို့သူပြတယောက်နေနဲ့အတိထားတာအာသူအရင်ဖြစ်တယ်ဒီလိုအချိန်မှာဒီလိုမျိုးကြီးဖြစ်သွားတဲ့အချိန်မှာတော့ तू ဒီလောက်ထိတောက်ပါနိုင်နေရက်တည်နိုင်နေလို့သိထားတာမှာအဲအဲ့ဒီမှာပဲအချက်မှာရောအမရဲ့ audience ကိုအမမပြောဖြစ်တယ်မပြဖြစ်တယ် weak point လေးတွေ weak moment လေးတွေရောရှိတာအမ ရှိတယ်ရှိတာပေါ့အများကြီးပဲအများကြီးပဲဆိုတာအမှတ်ကိုအမှတ်လဲဒီ weak moment နေ weak point နေကိုမစင်းစားမိအောင်လိန်ထားတယ်ပေါ့အဲအဲ့လိုအဲ့လိုမျိုးပဲပြောရမှာပေါ့နော်ကိုယ့်ရဲ့အဲ့လိုမကောင်းတဲ့အရာဆိုတဲ့အရာတွေကိုရှိတယ်ပေါ့နော်ဒါပေမဲ့ဒီအရာတွေဒီကိုပြင်လိုက်လို့ရတဲ့အရာဆိုရင်တော့ပြင်လိုက်တယ်အပြင်လို့မရဘူးပေါ့နော်အဲ့အရာတွေကြတချို့တစ်ခါတလေကြလို့ရှိရင်တော့အဲ့လိုမျိုးအရာတွေဆိုလို့ရှိရင်ကိုက မေ့ထားလိုက်တယ်ကိုကိုကိုဒီဟာကြီးနဲ့ပတ်သက်ပြီးတော့မလုံနိုင်တဲ့အရာတခုမစင်စားပြစ်တော့ဘူးနော်ဘယ်လိုလဲဆိုတော့ကိုကိုကိုသူများနဲ့ရှင်လား ဲ့လိုရှင်လိုက်တာပေါ့နော်ရှင်လိုက်ပြီးတော့အော်ငါမလုံးနိုင်ဘူးရွယ်လူချင်းချင်းတောင်မှငါမလုံးနိုင်ဘူးဆိုပြီးအဲ့လိုတွေးလိုက်တာကိုကိုကိုဆွဲချလိုက်တာပေါ့နော်အဲ့လိုဝမ်းနေပြီးတော့သိရမလားအဲ့လိုမတက်ကြွနိုင်တော့ဘူးပေါ့နော်ကိုပွားနဲ့ကိုပျော်ရွှင်တတ်အောင်ပေါ့နော်ကိုကိုကိုအဲ့လိုမျိုးစူးစမ်းပြီးหนีလိုက်တယ်ပေါ့နော်အဲ့လိုမျိုးစူးစမ်းပြီးတော့အဲ့လို move on လုပ်ပလိုက်တယ်ဘယ်ရာမဆိုဘူးဒီຢာတွေကငါနဲ့မထိုက်တန်အောင်ပေါ့နော်ဒီຢာတွေဒီငါနဲ့အဲ့လိုမျိုးငါနဲ့မဆိုင်ဘူးပေါ့ခဏပဲအဲ့လိုမျိုးငိုစရာရှိငိုလိုက်တယ်ပြီးလို့ရှိရင် okay အေးစေးပဲ အဲ့လိုမျိုးနေတတ်အောင်စူးစမ်းနေရင်အဲ့ဒါကြီးကဘဝပြန်ဖြစ်သွားတာပေါ့အဲ့လိုမျိုးဟုတ်အမအနေနဲ့ confidence ဆိုတဲ့အရာကိုဘယ်ရလာရလို့ထင်လဲရှင်ဒီရုပ်ရည်သွေးမြင်တွေကိုပဲဦးစားပေးနေတဲ့အချိန်မှာဒီခေတ်ကာလမှာဆိုလို့ရှိရင်ကိုယ်ရှိရင်ဆွဲ beauty ကိုယ်ရှိရင်ဆွဲအားနဲ့ချက်နဲ့ပဲ confidence ကိုဘယ်လိုမျိုးတည်ဆောက်လို့ရမှာလဲရှင်အတိကလေ confidence ကတော်တော်များများထင်ကြတာက ီ appearance ကလာတယ်လို့ထင်ကြပါဘောနော် body structure လာတယ်အဲ့မဲ့တကယ်တမ်းကိုယ်စိတ်ကဒီဟာကြီးကိုလက်မခံနိုင်သရွေးရာကိုကဟိုပြင်လုံးပြီးဖင်ချွန်းသွားတာပဲရှိမယ်ကိုကဒီစိတ်ရဲ့ခံစားချက်ကိုယ့်ကိုယ် confidence ဆိုတဲ့အရာကြီးကမရလောက်အဓိကကတော့ကိုယ့်ကိုယ်ကိုယ်မှန်လဲကြည့်ပြီးတော့ဒါကဒီဒီလူတစ်ယောက်ရဲ့ပုံစံ ဒါဒီတခြားလူမှမရှိနိုင်ဘူးဆိုတော့အရာတခုလက်ခံလိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တည်မှုကိုကို confident ပို့ရှိသွားအောင်အဲအမဆိုလို့ရှိရင်အမရဲ့ confident ကိုအမရဲ့ brain ကိုအမက confident အရင်ရှိရကို့အုံနာကိုကိုပေါ့နော် confident အရင်ရှိရဘာဖြစ်လို့လဲဆိုတော့အမဒီငွေရှာတာတော်တယ်လို့ကို့ကိုခံစားရတယ်အဲ့လိုဘယ်အခြေအနေမျိုးမှမဆိုကို့ကိုကိုငွေရှာနိုင်တယ်ဒါဒီလည်း confident ပဲကို့ကိုကိုသဘောကျတာကျေနပ်တာအဲ့အဲ့လိုမျိုးပေါ့နော် အဲ့ကျင့်နေပြီးတော့သူများခိုးယူလို့မရတဲ့အရာတခုပေါ့နော် confident မရှိလို့ရတဲ့အရာတွေအများကြီးပဲတင်မှာဟိုနားလေးလိုရဲဒီနားလေးလိုရဲဒါပေမဲ့အဲ့အရာတွေကအမ confident ကိုမကြသွားစေဒီအရာတွေကိုပြီးပြည့်စုံသွားမှအမ confident ကြီးရရှိတာမဟုတ်အဓိကအမရဲ့ confident စိတ်ထဲကလာနေတာကွာကိုယ့်ရဲ့စိတ်နေစိတ်ထားပေါ့နော်အဲ့လိုမျိုးလေးကပို့ပြီးတော့ဟို confident ရှိစေတယ်လို့ထင်တယ်ဟုတ်ဒီကျမတို့မြန်မာမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်အဲဒီ blogger တွေ content creator တွေလောက်ချင်တဲ့တွေရှိရဲ့ ဲ့ဒါဆိုလို့ရှိရင်ရောဘယ်လိုနေရာတွေမှာဆိုလို့ရှိရင်တက်လက်နေသေးတယ်လို့ဘာထင်လဲရှင်အမရဲ့အမြင်လေးကိုပြောပြပေးပါဦး အာအမအမြင်ပြောရလို့ရှိရင်အဲ့ဒါလေအမအနေနဲ့လည်းလိုသေးတယ်လို့ခံစားရတယ်ပေါ့နော်အတတင်းပိုင်းနေဘာတွေမှာ နိုင်ငံခြားကဒီဘလော့ဂါတွေလောက်ကို မတော်နိုင်သေးဘူးလုံနိုင်တဲ့သူတွေလည်းရှိပါတယ်အမတွေ့တဲ့တွေမှာလည်းရှိတယ်လုံနိုင်တဲ့သူတွေလည်းရှိတယ်အမအဲ့လောက်မတော်နိုင်သေးဘူး creativity ကအမတို့စီကစလိုက်တယ်ဆိုတာနည်းနည်းနဲနေသေးတယ်ပေါ့နော်အထူးကတော့အဲ့လို creativity မရှိဘူးလူကြိုက်သွားပြီဆိုလို့ရှိရင်အမကိုဆိုလို့ရှိရင်အဲ့လိုအင်ကြီးလေးဝစ်ပြကြိုက်သွားပြီဆိုလို့ရှိရင်အမဒီဟာပဲဆက်လုပ်ချင်နေမိတယ် ်အသက်အသက်ကိုအမလှုပ်ဖို့အမမ try ဖြစ်ဘူးကွာအော်ဒါကြိုက်ကြရဲဆိုဒါလှုပ်နေနိုင်ငံခြား blogger ကြာမဟုတ်ဘူးဒါကြိုက်တယ်မလား okay နောက်တစ်ခုရောနင်တို့ try ကြည့်ပါလားကြည့်ကြည့်ပါလားအဲအဲ့လိုမျိုးပေါ့ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးအမဆိုလို့ရှိရင်လည်းတော်တော်လေးကိုကိုကိုပြန်ပြီးသုံးသက်တာပေါ့နော်အမဆိုလည်းအားနေတယ်ဒါ creativity ပိုင်းကတော်တော်လေးအားနေတယ်လေမှာပါတယ်မှန်တိုင်းပြောရရင်နိုင်ငံခြား blogger လှုပ်ပြရဲဆိုအော်လုံးဝအားရစရာကြီးတွေပေါ့နော်အဲ့လိုမျိုးဘိုင်းနေ ठी ဟိုဟိုသွားစီခြင်းတယ်ပေါ့နော်ကိုကိုတိုင်းနေမဟုတ်ဘူးဒီက blogger အစ်စ်လုံးမဲ့လူတွေအဲ့လိုမျိုးလုံးဝတေ းချပေါ့နော်အဲ့လိုမျိုးလေးလုံလို့ရှိရင်တော့ပို့ပြီးတော့ကြည့်လို့အဆင်ပြေမယ်ပို့ပြီးတော့အဲ့လိုတိုးတက်လာမယ်လို့မြင်နေရှင့်ဟုတ်မအနေနဲ့ဆိုလို့ရှိရင်အတူတူလက်တွေပြောမှပြည်တွင်းရပဲဖြစ်ဖြစ်ပြပရပဲဖြစ်ဖြစ် collaboration လုပ်ချင်တဲ့ blogger မျိုးရှိလားရှင့်အဲအဓိကလေအဲ့လို collab လုပ်ချင်တာဆိုလို့ရှိရင်လေဒီနိုင်ငံခြားဆိုလို့ရှိရင်တော့အဲ့လိုသူတို့ brand တွေပေါ့နော်အဲ့ Huda Beauty တို့ အခုတော့ beauty နဲ့တော့အဲ့လို club အရန်လောက်ချင်တယ်ပေါ့နော်ဒါကြီးကအမအနေနဲ့じゃအရန်အရန် dream big ဖြစ်လို့ရကြလုံးတယ်ဒါပေမဲ့သူနဲ့ဆိုလို့ရှိရင်တော့တကယ်အဲ့လို create လောက်ကြည့်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုရီအဲ့လိုပစ္စည်းတွေစပြီးတော့အဲ့လိုဝယ်ချင်တာကလည်းအဲ့လိုသူ့ပစ္စည်းတွေကြည့်ပြီးတော့လေအဲ့လိုမျိုးသဘောကျတာဆိုတော့သူ့ဆိုအရန်သဘောကျတယ် ပြီးတော့သူကလေ color cosmetic လောကကိုနည်းနည်းလေးဟိုပို့ပြီးတော့ပျော်စရာကောင်းအောင်လုပ်ပေးနိုင်တယ်လို့တော့မြင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့တုန်းကဆိုလို့ရှိရင် MAC တို့ဘာတို့လောက်ပဲ color cosmetic တွေမှာဘာဖြစ်သူကကြတော့တကယ် make up ပြင်နေတဲ့သူတွေလိုအပ်တဲ့အချက်တွေကိုပေါ့နော်။သူကထုတ်ပေးတာပေါ့နော်။အဲ့လိုအဲ့လိုမျိုးပုံစံဆိုတော့အရင်သဘောကျတယ်။သူ့လိုမျိုးလဲတနေ့ကြလို့ရှိရင်တော့အဲ့လိုမျိုးပေါ့နော်။ create လုပ်နိုင်တဲ့ဟာလိုမျိုးတွေကိုလုံလုံချင်တယ်။အဲအဲ့လိုမျိုးသူ့ကိုသဘောလဲကျသလိုသူ့ရဲ့ဒီ cosmetic တွေအဲ့လိုမျိုးသူ့နာမည်နဲ့သူထုတ် ်နိုင်တယ်လို့မျိုးလဲလောက်ချင်တယ်ပေါ့အဲ့လိုမျိုးလေးတော်တော်သဘောကျပါတယ်ဟုတ်အာခုနောက်ဆုံးအနေနဲ့ဆိုလို့ရှင်ကျမတို့ break again story of မြန်မာဝန်အစီအစဉ်ရောအမအနေနဲ့ဆိုလို့ရှင်ဘယ်လိုမျိုးလေးမြင်ပြီလဲအမ အဲဘယ်လိုမျိုးလဲမြင်လဲဆိုတော့မအားတော့သဘောကျရဲ့ရှင်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအဲ့လိုမျိုးလေ communication ပေါ့နော် communication อ่ะဒါဆိုလို့ရှိရင်အမဆိုလို့ရှိရင်အမနဲ့ဘဝတူတဲ့အမျိုးသမီးတွေကိုအမပြောချင်တာလေးတွေကိုညီမတို့ကနေတစင်ပြောခွင့်ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုတော်တော်လေးဒီဟာဆိုနားထောင်ပြလိုက်တဲ့သူတွေကအစားပေါ့နော်တော်တော်လေးဒီကြားခံအနေနဲ့ပေါ့နော်ညီမတို့ကတော်တော်ကြီးကိုကောင်းတယ်လို့အမမြင်ပါတယ်ဟုတ်မှန်ပါဟုတ် ကျမအနေနဲ့ဆိုလို့ရှိရင်လေဒီလိုပဲဟိုအချိန်ကြီးတူတဲ့မျိုးသမီးလေးတွေတနည်းအားမှာအများပိတ်မိနေရဆိုလို့ရှိရင်အမပြောလိုက်တဲ့စကားလေးတွေသူတို့နားထောင်ကြည့်အဲ့ဒီဟာသူတို့ရဲ့ပြမြောက်နိုင်လေးမျိုးဖြစ်မလားကျမရဲ့ပြီးတော့တကယ်ပဲလှုပ်ချင်နေတဲ့လူတယောက်အတွက်ဆိုလို့ရှိရင်လေခွန်အားလေးတွေတစ်စီအောင်လို့ပေါ့နော်အခုလိုမျိုးအမအမပြောချင်နေတဲ့စကားတွေလည်းအချိန်ပေးပြီးတော့မေးပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်အခုလိုမျိုးပါဝင်မေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါညီမဟုတ် Also wenn ihr die Video leo allein da mal nochmal habt.